ဟယ်လိုအားလုံးပဲမင်္ဂလာပါ။ The Infinite Tarot ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီ Facebook page လေးပြတ်သွားတယ်ပေါ့နော်။ဒါကြောင့်ဒီ YouTube ကလူတွေကတကယ်လို့ဒီ Facebook ရောက်ခဲ့ရင်ပေါ့နော်။ဒီ The Infinite Tarot ဆိုတဲ့ page လေးကိုပြန်ရှာပြီးတော့မှ like and follow လုပ်ပေးခဲ့လို့ရပါတယ်။တကယ်လို့ Facebook မှာပေါ့နော် new feed မှာတက်လာခဲ့တဲ့ဆိုရင်လည်း page လေးကို like and follow လုပ်ပေးလို့ရပါတယ်။ဒီနေ့လုပ်ပေးသွားမယ့် reading ကကြတော့ပေါ့နော်။ဒီကိုရဲ့ချစ်သူဟောင်းရီစာဟောင်းပေါ့နော် Ace ဒါမှမဟုတ်ရင်လည်းကိုနဲ့အဆက်အသွယ်ပြတ်သွားတဲ့သူပေါ့နော် No contact situation ပေါ့နော်။ 六家，故事又变啦，没啦。 သူနဲ့ကိုယ်နဲ့ပြန်ပြီးစုံစည်းနိုင်မလားဆိုတဲ့ဟာလေးကိုဟောပြပေးသွားမှာပေါ့နော်ဒီတစ်ခါလောက်ပေးမယ် reading ကတော့ short reading ဖြစ်တဲ့အတွက်ကြောင့်မလို့အာခါရဲ reading နေထက်တော့တိုးလိမ့်မယ်ပေါ့နော်ရွေးချယ်ချက် group 3ခုရှိပါတယ်ကလေးအစု3ခုလည်းချပေးထားတယ်ပေါ့နော်ဒါလေးကကြတော့ group 1ပါဒါကတော့ group 2ပါဒါကတော့ group 3ပါကလေးတွေမရွေးခင်ပေါ့နော်အဲ့လိုကိုတီးချင်တဲ့သူကိုစိတ်ထဲမှာအာယုံပြုပါအာယုံပြုပြီးတော့မှတရားလေးရွေးပါအချင်းလို့ရဲဆိုရင်လည်းပြီးတော့ video လေးကိုခဏလောက် pause လုပ်ပြီးတော့မှပေါ့နော်အာရက်ပြီးတော့မှလည်းရွေးလို့ရပါတယ် group ပြေးပ ပြီးသွားရင်ဒီ post မှာပဲ timestamp ချပေးထားတယ်ပေါ့နော်အဲ့ရနေတစ်ဆင့်ကြောကြည့်လိုက်ရင်ရပါပြီရှင် ဟယ်လို group 1ကိုရေးထားတဲ့သူတွေအားလုံးပဲမင်္ဂလာပါ group 1ကကြာဒီကက်လေးတွေပေါ့နော်ကက်လေးတွေအနေနဲ့ကကြာတော့ recovery ဆိုတဲ့ကက်လေးရယ်ဒါရောကက်အနေနဲ့ကကြာတော့ magician ဆိုတဲ့ကက်လေးကြာလာပါတယ်ဒီကက်လေးတွေရဲ့ energy ရရပေါ့နော် group 1ရဲ့ ace ဒါမှမဟုတ်ရင်လည်းပေါ့နော်ကိုနဲ့ဆက်သွယ်ပြတ်သွားတယ်သူကကိုစီကိုပြန်လာနိုင်သလားသူနဲ့ပြန်ဆုံစည်းနိုင်မလားဆိုရင်ဒီမှာကြည့်ရတလောက်ကတော့ပေါ့နော်အရင်ကြီးတော့မျောလင်းလို့မရဘူးဆိုတဲ့ပုံစံမျိုးလေးမြင်ရတယ်ဘာလို့လဲဆိုတော့နှစ်ယောက်လုံးကအဲ့လိုအစင်တိမဖြစ် ေးဖို့လို့လည်းပြောလို့ရတယ်ဒါမှမဟုတ်ရင်နှစ်ယောက်ကဒါ general reading ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် energy တွေကတော့များတယ်တချို့ကကျတော့သူနဲ့ကိုယ်နဲ့ကရေစက်မပါတော့လို့လည်းဖြစ်နိုင်တယ်တချို့ကကျတော့သူနဲ့ကိုယ်နဲ့ပြန်ပြီးစုံစည်းဖို့အတွက်ကို inner work တွေအရန်လုပ်ရအောင်ပါပေါ့နော် inner work ဆိုတာက spiritual ဘိုင်းကိုပြောပြတာပေါ့နော်အဲ့လိုသူနဲ့ကိုယ်နဲ့ပြုပြင်ရမယ့်အရာတွေရှိသေးတယ်စိတ်စိတ်ပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့မှအဲ့လိုစိတ်ဓာတ်ပြုပြင်ရတာမျိုးအဲ့လိုကိုယ့်ကိုယ်ကိုကုစားရတာမျိုး healing လုပ်ရတာမျိုးဒါမှမဟုတ်ရင်လည်းရင်းကျက်အောင်ပေါ့နော်ဘဝသင်ခန်းစာတွေ ယူရတာမျိုးဘဝတွေ့ကြုံတွေယူရတာမျိုးအဲ့လိုကိုစီပေါ့နော်တည်တန်းဖြတ်တန်းရအောင်မယ်ဆိုရဲဟာမျိုးလေးတွေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့သူနဲ့ကိုနဲ့တော်တော်တော့ပြန်ဆုံမှာတော့မဟုတ်ဘူးသူလည်းကိုစီကိုပြန်လာဖို့အတွက်ကတော်တော်လေးကြာလိမ့်မယ်ကိုကလည်းသူစီပြန်သွားဖို့အတွက်ကလည်းမလွယ်လောက်ဘူးပေါ့နော်တချို့ကြတော့လေရေဆက်ကိုမပါတော့လို့သူနဲ့ကိုနဲ့ကဘလို့မှပြန်ပြီးမနှီးဆက်နိုင်တာမျိုးလေးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်တကယ်လို့ဒီသူနဲ့ကိုနဲ့ပြန်ပြီးစုံစည်းဖို့အတွက် union ကိုပေါ့နော်အဲ့လို manifest လုပ်နေတဲ့သူတွေပါတယ်ဆိုရင်ဒီ အဲ့ manifestation အတွက်ပေါ့နော်ကိုယ့်ဘက်ကလည်းသင်ခန်းစာတွေသင်ရအောင်မယ် healing တွေလုပ်ရအောင်မယ်ဆိုတော့တော်တော်တော့ကြာလိမ့်မယ်ပေါ့နော်ဒါကြောင့်ဘယ်လိုပြောမလဲအရင်ကြီးရောမျောလင်းလို့မရဘူးဆိုတာကတချို့ကြတော့ရေစောက်မပါတဲ့သူတွေကတော့လုံးဝပြီးပြတ်သွားနိုင်တယ်ဒီနားမှာရင်စက်သိမ်းသွားလိမ့်မယ်ပေါ့နော်တချို့အဲ့လိုမျိုးပေါ့နော်ဒီသူနဲ့ကိုယ်နဲ့ရေစက်ပါလို့ပဲဖြစ်ဖြစ်အဲ့လိုရေစက်ရှိသေးတဲ့သူတွေအတွက်ကကြတော့ healing လုပ်နိုင်မယ်ဖြစ်ဖြစ်ကိုယ့်ကိုယ်ကိုပြုပြင်နိုင်မယ်ပြောင်းလဲနိုင်မယ်အဲ့လိုအချိန်တိုင်းနာတစ်ခုလောက်ယူပြီးသွားရင်တော့ပြန်ဆောင်ကောင်းဆောင်နိုင်တယ်ပေါ့နော်အဲ့ဒီအချိန်ကာလကကြတော့ဒီမှာ နံပါတ်1ခန်းအထူးကြတဲ့အခါကျတချို့ကြတော့တနေ့လောက်တောင်မှစူးစမ်းရမယ်ပေါ့နော်ဒါမှမဟုတ်လေတနေ့အတွင်းပြန်ဆောင်စည်းရမျိုးတနေ့အတွင်းမှာတော့ခွင့်ရရှိသေးတယ်ဆိုတဲ့ဟာလေးပေါ့နော်အဲ့လိုလေးတွေ့ရပါတယ်ဒါကတော့ group 1 one အတွက်ပဲဖြစ်ပါတယ် group 2လူရေးထားတဲ့သူတွေပေါ့เนาะ group 2အတွက်ကလေးတွေကကြတော့ don't stop ဆိုတဲ့ကလေးရယ် true up and again ဆိုရယ်ကလေးကြလာပါတယ်ပေါ့เนาะဒီကလေးတွေရဲ့ energy ရာဒီတစ်ဖက်လူကပြန်လာအောင်မလားပြန်ဆက်သွယ်မလားပြန်ဆောင်စည်းနိုင်မလားဆိုရင်တော့ဒီမှာတော့မျောလင်းချက်တွေမဖြောက်ဖြစ်နေဆိုရယ် messages မျိုးလေးတွေ့ရတယ်ပေါ့เนาะဆက်ပြီးတော့มาစူးစမ်းသွားပါဒီ group 2ကိုရွေးထားတဲ့သူတွေကကြတော့သူနဲ့ကိုနဲ့ပြန်ဆောင်စည်းဖို့အတွက်အရင်လိုပြန်ဆင်ပြေဖို့အတွက်ကိုယ့်ဘက်ကတခုခုလုပ်နေတဲ့ပုံစံတွေမြင်ရတယ်ပေါ့เนาะကိုကသူ့ကို like ရှာတာမျိုးပဲဖြစ်ဖြစ်သူ့ကိုသူ့ကို like ပြီးတော့มาစုံစမ်းတာမျိုးတချို့စိတ်ဆိုးနေတဲ့အခြေအနေဆိုရင်လည်း like ပြီးတော့มาချော့တာ မျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်တချို့ healing တွေပါလုပ်နေတဲ့သူတွေ spiritual connection တို့ twin flame တို့ soulmate တို့ဆိုရင်လည်းကိုကိုကို healing တွေလုပ်နေတာမျိုးအဲ့လိုကိုဘကလှုပ်တင်လှုပ်ထိုက်တဲ့ဟာလေးကိုလည်းလုပ်နေတယ်ဆိုတဲ့အခါကျတော့ဒီ connection ကအချိန်တိမသွားဘူးပေါ့เนาะဒါကြောင့်အာဘယ်လိုပြောမလဲကိုဘကဒီလောက်ထိစူးစမ်းထားတယ်ဒီလောက်ထိပေးဆက်ထားတယ်ဒီလောက်ထိလှုပ်ထားတာဆိုတဲ့အခါကျတခုခုကတော့ကိုစီကိုပြန်လာမှာပေါ့เนาะဒါကြောင့်သူနဲ့ကိုနဲ့ကရေဆက်ရှိသည်ဖြစ်တော့မရှိသည်ဖြစ်တော့ပေါ့เนาะတချိန်ချိန်တော့တင်းနီးနီးတော့ပြန်ဆောင်လိမ့်မယ်ပေါ့เนาะဒါကြောင့်ရေဆက်တွေ ပါတွေကအဲ့လောက်ကြီးကြီးအရင်ကြီးကိုအဓိကကိုပေးဆက်ထားတယ်ကိုလုတ်ထားတယ်ဆိုတဲ့အခါကျတော့ကိုကပြန်ရရမယ့်ဟာလေးတခုခုရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလူနဲ့တော့တနည်းမဟုတ်တနည်းပြန်ဆုံစည်းနိုင်တယ်အာတနည်းမဟုတ်တနည်းအဆက်အသွယ်ပြန်ရနိုင်တယ်သူ့ဘက်ကပြန်ရောက်လာတယ်ဖြစ်နိုင်တယ်ကိုဘက်ကအာဆက်သွယ်ရအောင်လက်ခံလိုက်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကန့်ကြမ်းမကန့်တရားလည်းဆုံစည်းရလည်းဖြစ်ကောင်းဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မျှော်လင့်လို့ရသေးတယ်ဒါကြောင့်အခုကိုလုံနေတဲ့အရာတွေရှိရဆိုရင်အဲ့ဒီအရာလေးကိုဆက်ပြီးတော့မှလုတ်သွားပါအဲ့ဒါလေးတွေကိုရမ်းမပစ်ပါနဲ့ဆက်ပြီးတော့မှစူးစမ်းသွားပါ ပါဒီကြောက်ဖြစ်လိမ့်မယ်ပေါ့เนาะအဲ့လိုလေးတွေ့ရပါတယ်ချိန်ကာလနေနဲ့တော့နမနစ်ကနန်းထူးကြရပေါ့เนาะဒါကြောင့်အခုချိန်ကစပြီးနောင်လာမယ်နှစ်လအတွင်းလည်းဖြစ်နိုင်တယ်အဲ့လိုမှမဟုတ်ရင်နှစ်တစ်နှစ်ရနှစ်လပိုင်းဒါမှမဟုတ်နှစ်နှစ်အတွင်းမှာတော့ဒီကြောက်ပြန်ဆုံစည်းနိုင်တယ်ပေါ့เนาะအဲ့လိုလေးတွေ့ရပါတယ်ဒါလေးကတော့ group 2အတွက်ပဲဖြစ်ပါတယ်ရှင် group 3ကိုရေးထားတဲ့သူတွေအားလုံးပဲမင်္ဂလာပါ group 3ရဲ့ကတ်ကလေးတွေကကြတော့ look for a sign ဆိုတဲ့ကတ်ရဲ့အဲ့တော့ pandigate ဆိုတဲ့ကတ်လေးကြာလာပါတယ်ဒီကတ်လေးတွေရဲ့ energy ရပါတော့တစ်ဖက်လူနဲ့ကိုယ်နဲ့ကပြန်ပြီးတော့မှတွေ့နိုင်သလားပြန်ဆုံစည်းနိုင်သလားဆိုရင်ဒီမှာတော့ပေါ့နော်ကိုယ့်ဘက်ကလှုပ်တင်လှုပ်ထိုက်တဲ့အရာလေးတွေရှိနေသေးတယ်ကိုကစ조사ထားတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ဘက်ကလှုပ်တာလေးတွေကမလုံလောက်သေးဘူးဆိုရဲ energy မျိုးမြင်ရတယ်ပေါ့နော်ဒါကြောင့်ကိုကဒီ connection နဲ့ပတ်သက်ပြီးတော့မှထိုင်ပြီးတော့ပဲဆူတောင်းနေတာမျိုးပဲဖြစ်ဖြစ် ဲထိုင်ပြီးတော့မှပဲမျောလင့်နေတာမျိုးအဲ့လိုဟတ်ချက်လောင်းဆိုပြီးတစ်ခါလူကကိုဘွားတွေကိုရောက်လာတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ကိုဘကအာဒီစူးစမ်းအားထုတ်မှုမရှိသေးဘူးလို့တော့ဆိုလိုချင်တာဒါကြောင့်ကိုဘကတခုခုလုံးမှပဲတစ်ဖက်လူနဲ့ကိုနဲ့ connection အားတခုခုဖြစ်လာမှာဒါကြောင့်တစ်ဖက်လူကကိုကိုဆက်သွယ်နေရဲဆိုရင်လည်းပြန်ပြီးတော့မှကိုကသူဆက်သွယ်ရအောင်လက်ခံတာမျိုးဒါမှမဟုတ်ကိုကသူ့ကိုလိုက်ရှာတာမျိုးသူနဲ့ပတ်သက်ပြီးစုံစမ်းတာမျိုးသူနဲ့ပတ်သက်ပြီးတော့မှအဲ့လိုအာတခုခုတော့လောက်ရမယ်ပေါ့နော်အဲ့ဒါမျိုးလေးအကြံဉာဏ်ပြုထားတယ်တကယ်လို့ကိုကစူးစမ်းနေတယ်လုံးနေတယ်ပေါ့နော် ော့ဘာမှမထူသေးဘူးဆိုရင်တော့ကိုလုံနေတဲ့နီးလန်းနေရမှားယွင်းနေလို့ပေါ့နော်ဒါကြောင့်ကိုသူ့ကိုဆက်သွယ်တဲ့နီးလန်းပဲဖြစ်ဖြစ်ကိုဘက်က healing တွေပါတယ်လုပ်ရင်ပဲဖြစ်ဖြစ်အဲ့ healing လုပ်တဲ့ဟာလေးတွေကဒီ connection တို့အကျိုးမရှိတဲ့ဟာလေးဖြစ်နေတာမျိုးဒါမှမဟုတ်ရင်လည်းအလိုလမ်းမားနေတာမျိုးပေါ့နော်ကိုလိုချင်ဖြစ်ချင်တဲ့ဟာနဲ့ကိုလုံနေတဲ့ဟာတွေကတခြားစီဖြစ်နေတာမျိုးဖြစ်နိုင်တယ်တချို့ကကြတော့စူးစမ်းအထုတ်နေရအစူးစမ်းအထုတ်မှုမရှိလို့မစုံစည်းနိုင်တာတချို့ကကြတော့စူးစမ်းအထုတ်နေရဒါပေမဲ့နီးလန်းမမှန်လို့ပေါ့နော်သူနဲ့ကိုနဲ့စုံစည်းဖို့တော့ခက်ခဲနေတာဒါကြောင့် ို့အာသူနဲ့ဆုံစည်းခြင်းနဲ့သူနဲ့ပြန်ပြီးတော့မှ အဆက်အသွယ်ရခြင်းနဲ့ဆိုရင်ကိုယ့်ဘက်ကပြုပြင်ပြောင်းလဲမှပဲပြန်ဆောင်စည်းခွင့်ရမှာပြန်ပြောမှအဆက်အသွယ်ရမှာပေါ့နော်အဲ့လိုတွေတွေ့ရတယ်နောက်ပြီးတော့တကယ်လို့ပေါ့နော်ဒီသူ့ဘက်ကပဲပြန်ဆက်သွယ်တာကိုထိုင်ဆောင်နေရဲဆိုရင်တော့အဲ့လိုလည်းဖြစ်လာမှာမဟုတ်အဓိကကိုယ့်ဘက်ကတခုခုကိုပြုပြင်ရမှာပြောင်းလဲရမှာကိုယ့်ဘက်ကလွဲချော်နေတဲ့ဟာတွေရှိရဲဒီခုကိုရွေးရတဲ့သူတွေကတော့သိလိမ့်မယ်ပေါ့နော်သူကိုစီကိုဘာလို့ပြန်မလာတာလဲအဲ့ပြန်မလာတဲ့အကြောင်းပြချက်ရှိရဲအဲ့ဒါကိုပြုပြင်ရလိမ့်မယ်ပြောင်းလဲရလိမ့်မယ်အဲ့ဒါမှပဲသူကိုစီကိုရောက်လာလိမ့်မယ်ပေါ့နော်အဲ့လိုလေးတွေ့ရပါတယ်အချိန်ကာလအနေနဲ့တော့နမ ဲ့ရှစ်ကနန်းထူးကြရဲပေါ့เนาะဒါကြောင့်အခုချိန်ကစာပြီးနောက်လာမဲ့ရှစ်လတွင်မှာကြိုးစားမယ်ဆိုရင်ခွင့်ရေးပြောင်းလဲမယ်ဆိုရင်ပေါ့เนาะကိုကအာကိုက်ညာလေးလုပ်ပင်ဆိုရင်တော့ရှစ်လတွင်ပြန်လာတာမျိုးဖြစ်နိုင်တယ်အဲ့လိုမှမဟုတ်ရင်လည်းအာနောက်လာအာတနည်းရဲ့ရှစ်လပိုင်းကထူးကြရဲအဲ့လိုမှမဟုတ်ရင်ရှစ်နှစ်လောက်ထိတော့မှကြိုးစားရလေဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့เนาะကိုက်ညာတွေ့ယူလို့ရပါတယ်ဟုတ်ကဲ့ပါဒီနေ့ reading လေးကတော့ဒီလောက်ထိပါပဲဆုံးဒီကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်